အဲကျွန်တော်တမရရွေးချယ်တဲ့စနစ်ကိုအရင်ရှင်းပြမယ်ကျွန်တော်မြန်မာနိုင်ငံ2008ဖွဲ့စည်းပုံခြေခံဥပဒေပါတမရရွေးပုံရွေးနေရကျွန်တော်ရှိမှာကပြည်သူပြည်ထောင်စုလွတ်တော်ရဲ့အောက်မှာပြည်သူလွတ်တော်ရှိတယ်ပြီးတော့အမျိုးသားလွတ်တော်ဆိုတာရှိတယ်နော်ပြည်ထောင်စုရဲ့အောက်မှာအဲ့ဒီမှာကျွန်တော်တို့ကပြည်သူလွတ်တော်ကတက်လာတဲ့အမတ်တွေကနေပြီးတော့ဒုတိယတမရတယောက်ရွေးပေးရတယ် အမျိုးသားလွတ်တော်တွေကတက်လာတဲ့အမတ်တွေကနေပြီးတော့ဒုတိယသမ္မတတက်ရောက်ရွေးပေးရတယ်ဒါဆိုဒုတိယသမ္မတနှစ်ယောက်ရှိသွားပြီလွတ်တော်တက်လာတဲ့25ရာခိုင်နှုန်းသောတက်မတော်သားကိုယ်စားလှယ်တွေရှိတယ်သူတို့ကလည်းဒုတိယသမ္မတတက်ရောက်ရွေးပေးရတယ်သူတို့ကြိုက်တဲ့သူတွေပေါ့နော်အဲ့ဒီ3ယောက်ထဲကမှတယောက်ကိုသမ္မတအဖြစ်ပြန်ရွေးတာဒါပေမဲ့အဲ့ဒီသမ္မတကိုဘသူကရွေးလဲလို့ဆိုရင်လွတ်တော်ကရွေးတာမဟုတ်ဘူး သမရရွေးချယ်ရေးဘုတ်အဖွဲလို့ခေါ်တယ်ဘုတ်အဖွဲဖွဲ့ပြီးတော့ရွေးရတာနံပါတ်1သမရရွေးချယ်တဲ့ပုံစံကိုကြည့်ရနော်အဲ့တော့သို့သောအကိုပြောရတဲ့ဇာကားမှာနိုင်တဲ့ပါတီကသမရရွေးရတယ်မဟုတ်ဘူးနိုင်တဲ့ပါတီဆိုတာမရှိဘူးအဲ့ဒီစနစ်တွေကကြံခဲ့ပြီကျွန်တော်လွတ်လပ်ရေးစယူပြီးတဲ့ကဖာဇပလအစိုးရပါလီမန်ခေတ်အဲ့ဒီစတက်ကနေပြီး ခု NLD အစိုးရအထည်ကိုအကုန်လုံးကအနိုင်ရသူအကုန်စနစ်နဲ့ကျင့်သုံးခဲ့တာအခုလာမဲ့ဒီဇင်ဘာကနေစပြီးကျင်းပမဲ့ရွေးကောက်ပွဲမှာစပြီးတော့ကျွန်တော်နှစ်ရက်20ကျော်ကနေစပြီးတော့တက်လာမဲ့အစိုးရကညုံမောင်းအစိုးရပါ အနိုင်ရတဲ့ပါတီဆိုတာမရှိပါဘူးဘယ်ပါတီကမှဥဆောင်ပြီးအစိုးရဖွဲ့လို့လည်းမရပါဘူးညုံမောင်းအစိုးရတက်လာမှာပါဘယ်ပါတီမှ မနိုင်ပါဘူးအဲ့တော့ဘယ်ပါတီမှလည်းပဲ စိတ်တိုင်းကြတမရရွေးချယ်လို့မရပါဘူးเนาะဒါဆိုရင်အစိုးရအကောလို့တက်လာမယ်ဟိုမှာတမရ25ရာကတော့ရှိမယ်ကြက်ခါရေးပြီ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 းတော့လို့ပြီးနှလုံးရောတောင်းသူလဲသမားအကောလို့ပေါင်းပြီးတော့အစိုးရဖွဲ့မှာပြီးွားမှာအဲ့ဒီကျွန်တော်အဲ့ဒီမှာတမရရွေးချယ်တဲ့ဘုတ်အဖွဲ့ရနေပြီးတော့တမရကိုရွေးချယ်မှာဖြစ်တယ်အဲ့တော့ဘယ်သူမှလည်းအစိုးရောက်လို့မရဘူးဘယ်သူမှလည်းဘယုတ်တော့ကလုံးလို့မရဘူး 后，那么大雨，起来，身体股票。了？